ငါပါ video season ဌာနအနေနဲ့ကြဆိုပါရစေ။ကျွန်မကတော့ snow ပါ။ဒီကနေ့အောက်တိုဘာလ10ရက်နေ့ပိုင်းနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ယင်းညနာဆင်ရမယ့်သတင်းတွေကတော့အချမ်းပစစ်တရဲ့လေချောင်းပုံချင်မှုနဲ့လက်နက်ကြီးဖြစ်ခမှုကြောင့်ချင်းပြည်မှာလင်းနှစ်ကျော်ကာလအတွင်းအယက်သားပြည်သူတရားကျော်တိစုံခဲ့ရလို့ AAPP ကထုတ်ပြန်ပါတယ်။ ကရနီပြေကန်ဒေတာမှာအကျွန်းဖက်စစ်တပ်ရဲ့လူအခွင့်အရေးချူဖောက်မှုကြောင့်ကုလအတွင်းရပ်သားတရားကြောတည်ဆုံခဲ့တယ်လို့ဒုတက်သောကရနီပြည်သူအင်အားစုက ထုတ်ပြန်ပါတယ်။ရှမ်းပြည်မြောက်ပိုင်းကြောင်မဲမြို့မှာအကျွန်းဖက်စစ်တပ်နဲ့တောင်တက် TNL ရဲ့ကြားတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့သတင်းတွေနဲ့အတူအခြားဆွေမစားဆရာတော်ဆွေရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။ အကျံကစတရဲ့လေးချောင်းပုံကျဲမှုနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ချင်းပြည်မှာလင်းနေကြောကာလအတွင်းအယက်သားပြည်သူတရတအူတည်ဆုံခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်း AFP ကယနေ့အောက်တိုဘာလတရနေ့မှာထုတ်ပြန်ပါတယ်။စစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့2022ခုနှစ်ဖေဖော်ဝါရီလတရနေ့ကနေ2025ခုနှစ်စက်တင်ဘာလ30ရက်နေ့အထိအကျံဖက်စစ်တရဲ့လေးချောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် နိုင်ငံတော်ဝန်လောက်မှတည်ဆုံးသူ3023ဦးရှိခဲ့တာကိုနာမည်နဲ့တကွအတည်ပြုနိုင်ခဲ့တယ်လို့ AAPP ကဆိုပါတယ်။အဲ့ဒီထဲမှာစကိုင်းတိုင်းက893ဦးဖြစ်တည်ဆုံးမှုအများဆုံးဖြစ်ခဲ့ပြီးရခိုင်ပြည်နယ်က493ဦးဖြစ်တည်ဆုံးသူဒုတိယအများဆုံးဖြစ်ပါတယ်။ချင်းပြည်ကတော့တည်ဆုံးသူ101ဦးရှိခဲ့တယ်လို့ AAPP ကဖော်ပြပါတယ်။ လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုကြောင့်ဒေသုံသူတွေထဲမှာအမျိုးသမီး1380နဲ့ကလေးငယ်649ဦးပါဝင်တယ်လို့ဆိုပါတယ်။နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPP အနေနဲ့အတည်ပြုရန်လိုအပ်နေသေးတယ်။ဒေသုံသူအနည်းဆုံး2690ဦးဝန်းကျင်ခန့်ကိုလည်းတီးခြားကောက်ယူဆူဆောင်ထားတယ်လို့ဆိုပါတယ်။ အကျံပစစ်တဟာစစ်ပွဲဆိုင်ရာလိုက်နိုင်ရမယ့်ကျုံဝတ်တွေကိုမဆောင်ထိန်မဲ့အရက်သားတွေအပေါ်ပြစ်မှတ်ထားဦးတည်တိုက်ခိုင်းနေမှုကြောင့်နေစင်တိဆုံးမှုမှာမြင့်တက်လျက်ရှိတယ်လို့အေအေဖြဖြေကပြောပါတယ် စည်ရည်ပြမများမဟုတ်တဲ့အရက်သားတွေနေထိုင်ရာခြေရွာရက်ကွက်နဲ့စပေးရှောင်းတွေအများဆုံးစုဝေးနေထိုင်တဲ့ဖုန်ကြီးချောင်းတွေကလင်းငယ်တွေအများဆုံးရှိတဲ့စာတင်ချောင်းတွေနဲ့စီယုံစီခန့်တွေပါမကျလက်နက်ကြီးတွေနဲ့ပြစ်ခတ်တာလေချောင်းကနေပုံကျဲတိုက်ခိုက်တာတွေအရက်သားပြည်သူတွေနေ့စဉ်မြတ်သိဆုံးနေရတယ်လို့ AAPP ကဖော်ပြပါတယ် အပြစ်ပြစ်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေအရစစ်ပွဲမှာမပါဝင်နိုင်သူတွေကိုကာကွယ်စောင့်ရှောက်တာစစ်ရေးပြစ်မှတ်မဟုတ်တဲ့အဆောက်အဦတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာတွေမလုပ်ဖို့ပြဋ္ဌာန်းထားပေမဲ့လည်းအကြံဖက်စစ်တပ်ဟာအရက်ဖက်စစ်ဖက်ခွဲခြားခြင်းမရှိဘဲပြောင်ပြောင်တင်းတင်းကျူးလွန်မှုရှိနေတယ်လို့ AAPP ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အကျံပစစ်တရဲ့လူအခွင့်ရေးချိုးဖောက်မှုနဲ့အကျံဖတ်မှုတွေကြောင့်ကရင်နီပြည်နယ်ကရင်ဒေသမှာ2025ခုနှစ်ကုလအတွင်းအရက်သား130ဦးသေဆုံးခဲ့တယ်လို့တိုးသက်သောကရင်နီပြည်သူအင်အားစု PKPF ကယနေ့ထုတ်ပြန်ပါတယ်။အာနာတဲ့အကျံဖတ်စစ်တဟာကရင်နီပြည်နယ်နဲ့ကရင်ဒေသကိုရခုနှစ်အတွင်းလေကြောင်းတိုက်ခိုက်မှု328ကြိမ်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။လေကြောင်းတိုက်ခိုက်မှုလက်နက်ကြီး drone အပါအဝင်အကြမ်းဖက်မှုတွေကြောင့်2025ခုနှစ်ဇန်နဝါရီလတရက်ကနေစက်တင်ဘာလ30ရက်နေ့အထိအရက်သား130ဦးသေဆုံးခဲ့ရတယ်လို့ PKPF ကထုတ်ပြန်ပါတယ်။ဒါအပြင်နေနဲ့အဆောက်အုံ324လုံး၊ဘာသာရေးအဆောက်အုံ9လုံး၊ဆေးရုံနဲ့ဈေးခန်း3ခု၊စာတင်ကြောင်း4လုံးပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။2022ခုနှစ်ဖေဖော်ဝါရီလတရက်ကနေ 2025ခုနှစ်စက်တင်ဘာလ30ရက်နေ့အထိလင်းနှစ်ကျော်ကာလအတွင်းမှာဂရင်းနီပြည်နယ်နဲ့ကယန်းဒေသအတွင်းအကြမ်းဖက်စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကြောင့်အရက်သား820ဦးသေဆုံးခဲ့ရတယ်လို့ PKPF ကထုတ်ပြန်ထားပါတယ်။အချမ်းပစတကထွတ်စစ်စင်တိုက်ခိုင်းနေတဲ့ရှမ်းမြောက်ကြောင်မင်းမြို့မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတအောင်တက် TNL ဘက်ကလည်းမြို့တွင်းကနေဆုတ်ခွာမှုမရှိသေးဘဲဆက်လက်ခုခံနေတယ်လို့သိရပါဗျ။ ဒီကနေ့အော်တိုဘာလ၁ရက်မနက်ပိုင်းအထိအကြံဖတ်စစ်တပ်ကကြောင်မဲမျိုးတဲကိုဝင်ရောက်လာပြီး TNLA တပ်ဖွဲ့တွေနဲ့တိုက်ပွဲပြင်းထန်နေတာလို့စစ်ရေးသတင်းရင်းမြစ်တွေထံကနေသိရပါတယ်။စစ်တပ်ဝါရဖြန် Telegram Channel တွေမှာတော့ကြောင်မဲမျိုးတစ်ခုလုံးကိုအကြံဖတ်စစ်တပ်ကထိန်းချုပ်နိုင်ပြီလို့ဝါရဖြန်ရေးသားဖော်ပြနေကြပါတယ်။ အကျံဖစစ်တဟာကြောင့်မဲမျိုးအတွင်ဝင်ရောက်လာပြီးနောက်မိလောင်ပုံတွေနဲ့ချေချတိုက်ခိုက်မှုတွေကြောင့်ဌာနဆိုင်ရာယုံတချို့မိလောင်မှုဖြစ်ပွားခဲ့တယ်လို့ TNL ကယနေ့မွန်းလပိုင်းမှာထုတ်ပြန်လာပါတယ်။ဒါပေမဲ့မြို့တဲကလည်းဆုတ်ခွာပေးလိုက်ပြီးဆိုရမျိုးတော့ထုတ်ပြန်ခြင်းမရှိသေးပါဘူး။တောင်တက် TNL တပွဲဟာ၁၀နှစ်ဆက်ခွန်စစ်စင်ရေးအတွင်းမှာရှမ်ပီနေမြောက်ပိုင်းကနောင်ချိုတီပေါ်ကြောင့်မဲနမ်ဆန်မိုင်းလုံးမွန်မဲ မန်တုံနမ်တူကခိုင်နမ်ခါမိုင်းငော့မြို့နယ်မန္တလေးတိုင်းကမိုးကုတ်မြို့တို့ကိုတိမ်ပိုက်ခဲ့ပြီးအဲ့ဒီတဲကနမ်ချိုမြို့ကိုလက်လွတ်ခဲ့ရပြီဖြစ်ပါတယ်။တနင်္သာရီတိုင်းတဲကအချမ်ဖက်စစ်တရဲ့ချီလင်တရင်ခလာရမြစ်ရှစ်သုံးရကစစ်မှုထမ်းတပ်သားလေးဦးဟာ ကရင်အမျိုးသားလူမျိုးရေးတမတော် KNL ထံဘက်ပြောင်းခိုးလွန်လာတယ်လို့ကရင်အမျိုးသားစည်းရုံး KNU မြိတ်ထဝယ်ခင်က ထုတ်ပြန်ပါတယ်။မနေ့စက်တင်ဘာလ30ရက်နေ့ကခလာယာတရင်23ရက်ကစစ်မှုထမ်းတပ်သား၄ဦးဟာ KNL တပ်မဟာ၄တရင်17ထံအလင်းဝင်ရောက်ခုံလုံလာတယ်လို့ဆိုပါတယ်။ဗတ်ကြောင်ခုံလုံလာတဲ့တပ်သားတွေဟာအကြံဖက်စစ်တပ်ကအတင်းတမပြည်သူစစ်မှုထမ်းတင်းတန်းတက်ခိုင်းခဲ့ပြီးရှေ့တန်းသူပို့ဆောင်ခြင်းခံရသူတွေဖြစ်ပါတယ်။ ရှိရန်သူပို့ဆောင်ခရပြီးနောက်မှာထွက်ပြေးသွားကြပြီးခဲနယ်လေးတမဟာလေးတရင်၁၁တန်းလက်နက်မဲ့အလင်းဝင်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။တအောင်အမျိုးသားလူမျိုးရေးတမတော် TNL ထင်းချုံနယ်မြေမန္တလေးတိုင်းမုကုမြို့နယ်ကို အကြမ်းဖက်စစ်တပ်ကပုံကျဲတိုက်ခိုက်လို့အမျိုးသားတအူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNL ကထုတ်ပြန်ပါတယ်။ယနေ့အောက်တိုဘာလ၁ရက်နေ့မနက်၁၀နာရီချိန်မှာ စစ်တပ်ကမိုးကုံမြို့နယ်တဲကရေထွက်ကြီးခြေရွာကိုလေကြောင်းဖြင့်ပေါင်း250ဘုံနှလုံးခြေချတိုက်ခတ်ခဲ့တာလို့ဆိုပါတယ်။ဘုံခြေတိုက်ခတ်မှုကြောင့်အမျိုးသားတအူးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်တလုံးပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာအကြံဖက်စစ်တပ်က TNLA ထင်းချုံနယ်မြေကြောင်မဲမြို့နယ်ကိုလေကြောင်းတိုက်ခတ်မှု6ကြိမ်၊တီပေါမြို့နယ်ကို2ကြိမ်မိုးကုံမြို့နယ်ကို2ကြိမ်နဲ့မိုင်းလုံးမြို့နယ်ကို တချင်းတက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်အမျိုးသား2ဦးသေဆုံးပြီးအမျိုးသား2ဦးအမျိုးသမီး4ဦးထိခိုက်ဒဏ်ရာရရှိကနေအိမ်40စာတင်ကြောင်တစ်ကြောင်၊ဖုန်ကြီးကြောင်တစ်ကြောင်၊ကျောင်းဆောင်တစ်ဆောင်၊အဆောက်အဦတစ်လုံးနဲ့ကားတစ်စီးပျက်စီးခဲ့တယ်လို့ TNL ကပြောပါတယ်။ထိုင်းနိုင်ငံကင်ချန်နဘူရီခိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား99ဦးဖမ်းဆီးခံရတယ်လို့ထိုင်းတရင်ဌာနတွေကဖော်ပြပါဗျ။ ယနေ့အော်တိုဘာလ၁ရက်နေ့နဲ့မနေ့စက်တင်ဘာလ30ရက်နေ့ကကန်ချာနဘူရီခိုင်တင်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား69ဦးကိုနှစ်နေရာမှာထိုင်းအာဏာပိုင်တွေကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံသားတွေဟာမလေးရှားနိုင်ငံကိုတွားရောက်ဖို့ဖျားသုံးစုကတဆင့်ထိုင်းနိုင်ငံကန်ချာနဘူရီခိုင်တဲကိုဝင်ရောက်လာကြတာဖြစ်ပြီးမလေးရှားနိုင်ငံသို့တွားရောက်ရန်ပွဲစားထံလူတအူကိုထိုင်းဘန်ငွေ3000ကနေ6000အထိပေးခဲ့ရတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်းစီရီပဏိပခစစ်မှုထံဥပဒေနဲ့တိုင်းပြည်စစ်ပွားရေးချစစ်မှုတွေကြောင့်မြန်မာနိုင်ငံသားတွေဟာနေဆင်တဲ့အများအိမ်နီးချနိုင်ငံတွေစီကိုနေဆက်ကတဆင့်ရရနီလန်းဖြစ်ဝင်ရောက်နေကြရပြီးမကြာခဏဖမ်းဆီးမှုခံနေရပါတယ်။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။